ကျွန်တော်ရှေရှေဝဝေးတွေစကားတွေအများကြီးပြောမနေတော့ဘူးတခုတည်းပဲကျွန်တော်တက်အပ်ပြောလို့ရတယ်ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်စမ်းဘူးသမျှဖုန်းနေအကုန်လုံးထဲမှာကင်မရာအကောင်းဆုံးဖုန်းပဲဘယ်လောက်ကြာကြာဒီကုန်ဘုတ်ကိုထိမ့်သိမ်းထားနိုင်မလဲတော့မပြောတော့ဘူးဒါပေမဲ့တော်တော်ကိုကောင်းတဲ့ကင်မရာတော်တော်ကိုကောင်းတဲ့ကင်မရာတချို့လူတွေရှိကြတယ်သိမလား Oppo တို့ Vivo တို့အဲ့လိုပြောလိုက်လို့ရှိရင်အထင်ကိုမကြီးတာဆိုတော့အာနည်းနည်း brand အစွဲရှိတဲ့သူတချို့ရှိကြတယ် ဘာဖြစ်လို့တို့အဲ့လိုတွေမြင်ညာလဲအဲ့လိုတွေထင်ညာလဲဆိုတော့လွန်ခဲ့တဲ့7နှစ်လောက်ကနေပြီးတော့လွန်ခဲ့တဲ့9နှစ်လောက်အထိကိုတော့နောက်ကျောင်းပြန်ဆွဲကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီဖုန်းတွေကမြန်မာနိုင်ငံမှာအရန်ကောင်းတဲ့ဖုန်းတွေမသွင်းလို့ပြောမယ်ဆိုဈေးသက်တာတဲ့ budget model တွေကင်လို့เนาะအမ်ကင်မရာတွေမှာဆိုလို့ရှိရင်လည်း effect တွေပြီလို့အဲ့လိုမျိုးတို့ထင်ကြတာအဲ့လိုထင်နေသူတယောက်ကိုဒီ Vivo X200 Ultra ကိုတော့ပြလိုက်တို့လန်ထွက်သွားလိုက်မယ်တို့ကျွတ်ထွက်သွားလိုက်မယ် အပိုးပြီးတော့ effect ကိုပြပြင်းစေချင်တယ်ဆိုလို့ရှိရင် watermark လေးတွေပါလေးတွေဖြုတ်ပြီးတော့ပြလိုက်။ဘာဖုန်းတွေရိုက်ထားတာလို့မပြောနဲ့။ဒီဖုန်းကြိုက်လား။ဒီကင်မရာကြိုက်လားတာကြီးလို့မေးလိုက်။ဟာ swarm mic တွေလို့ပြန်ဖြေလိုက်မယ်။ကျွန်တော်အနေနဲ့ကတော့ Vivo X series ဆိုပြောလိုက်လို့ရှိရင် Vivo X100 series ကနေစပြီးတော့ကင်မရာအရန်ကောင်းတာကိုကျွန်တော်စပြီးတော့သတိထားမိတာ။ X200 series ရောက်လာတဲ့အခါမှာလည်းထုံနည်းလကောင်းပဲပေါ့နော်။ X200 Pro တွေမဟုတ်ဘူး။ X200 mini မှာတောင်မှပဲ compact phone တစ်လုံးအနေနဲ့ကင်မရာတော်တော်လေးကောင်းလို့ကျွန်တော်တော်တော်လေးသဘောကျခဲ့ရတဲ့ phone တစ်လုံး။ vivo ကတော့ camera hardware မှာနေမဲ့ကျန်းတာမဟုတ်ဘူးသူ့ရဲ့ processing ပုံစံသူ့ရဲ့ uh post processing လုပ်တဲ့ပုံစံသူ့ရဲ့ computational photography သူ့ရဲ့ tuning အဲ့ဒီအပိုင်းကိုလည်းကျွန်တော်ကတော်တော်လေးသဘောကျတယ် vivo ရဲ့ဒီရိုက်လိုက်လို့ထွက်လာတဲ့ look and feel ကိုသဘောကျတယ်ပေါ့နော်ဆိုတော့ um ဒါတော့ကျွန်တော်ရဲ့ subjective အမြင်ဖြစ်တဲ့အတွက်ဒီ review ကနည်းနည်းလေးတော့ bias ဖြစ်ကောင်းဖြစ်နိုင်တယ် review မှန်ရင်တော့ bias ဖြစ်မှာပဲဆိုတော့ကျွန်တော် ကြိုက်တဲ့အချက်တွေကျွန်တော်မကြိုက်တဲ့အချက်တွေပြောပြမယ်ပေါ့နော်ဒီဖုန်းနဲ့ပတ်သက်ပြီးတော့ Okay ဆိုတော့ကျွန်တော်ဒီနေ့ခြင်ထားတဲ့ဒီ unit ကိုကျွန်တော်စီကိုအမြန်ဆုံးရအောင်လို့ One Mobile World တာချီလိုက်ကနေပြီးတော့ကူညီပံ့ပိုးပေးထားပါတယ်သူတို့ရဲ့ link ကိုလည်းကျွန်တော် description ထဲမှာ mention လေးခေါ်ပေးထားတယ်အဲ့ဒီမှာသွားစုံစမ်းမေးမြန်းဝေယူလို့ရပါတယ်ဆိုတော့ကြိုပြောချင်တာကတော့ဒီဖုန်းကိုကျွန်တော်ခြင်တာ3ရက်လောက်ပဲရှိသေးတယ်ဆိုတော့ full review အနေနဲ့တော့မဟုတ်ဘူးဒီ video ကပြောမှဆိုရင် um camera review လို့ပြောရင်ပုံမှန်လိမ့်မယ်ဒီကောင်းရင် camera နဲ့ရိုက်ရလို့ရှိရင်ထွက်လာတဲ့ပုံတွေကဘယ်လိုနေလဲဒီကောင်းနဲ့ camera ရိုက်ရတဲ့ experience ကဘယ်လိုနေလဲဘာတွေကြိုက်လဲဘာတွေမကြိုက်ဘူးလဲအဲအဲ့ဒါကိုကျွန်တော်အဓိကပြောပြမှာပေါ့နော်ကျန်တဲ့အပိုင်းတွေတော့ကျွန်တော်အများကြီးစမ်းဖို့အတွက်အချိန်မရလိုက်ဘူးပြောမယ်တာပြောတာပါသူက camera လွှဲရင်လည်းကျန်တဲ့အပိုင်းကလည်းအရင်ထူးဆန်းတဲ့အထဲမှာလည်းမပါပါဘူးတော်ရုံတော်ရုံ ultra series phone တွေတော်ရုံတော်ရုံသူများတွေရဲ့ flagship တွေနဲ့လည်းတူတူကိုကိုပါပဲအဲတခုပြောဖို့လိုတာက vivo ကဒီ ultra series တွေကို သူကနိုင်ငံတကာကိုမရောင်းဘူး Chinese exclusive ပဲ S200 Ultra မှာလည်းအဲ့တိုင်းပဲဖြစ်လိမ့်မယ်လို့ထင်တယ်ဒီကောင်မှာ China version တမျိုးပဲရှိလိမ့်မယ်အဲ့တော့တော်တော်နာတာဗျဆိုတော့ဒီဖုန်းရဲ့ပြင်မှန်းတွင်ပြင်ကတော့အခုမြင်ရတဲ့အတိုင်းပဲပေါ့နော်ဘာမှ bling bling နေတိတ်မပါဘူးတည်ငြိမ်နေရိုးရှင်းနေတချို့တော့ ultra တွေလိုမျိုးသိမလား over the top လို့ပြထားတာမျိုးမရှိဘူးသူ့မှာအရင်ကြီးထင်းထင်းရှင်းရှင်းဘွန်းဘွန်းလင်းလင်းဖြစ်နေတာဆိုလို့ဒီအရန်ထူနေတဲ့ကင်မရာဘက်ကြီးပဲရှိမယ်ကျန်တဲ့ဟာတွေကဘာမှ မထူဆန်းဘူးပေါ့နော်တော်တော်လေးကိုတက်တက်ရက်ရက်ရှိတယ်တော်တော်လေးကို minimalist ဖြစ်တယ်အဲဒီကောက်မှာ color 3မျိုးလာတယ်အဲဒီအနီကဒီ frosted glass ပုံစံနဲ့ပေါ့နော်အဖြူကကျတော့သူက stripe လေးတွေနဲ့ texture လေးတွေပါပြီးတော့အမဲမှာကျတော့သူက leather ပုံစံနဲ့လာတယ်ဘေးဘက်ကဘောင်တွေကဒီလိုမျိုး matte finish ပဲပေါ့နော်ဆိုတော့အနောက်ကလည်း frosted glass ဘေးကလည်း matte finish ဆိုတော့ဖုန်းကလက်ထဲမှာဘလိုကင်ကင်အဲ့လိုလက်ရည်ပေပွားနေတာမျိုးညစ်ပတ်နေတာမျိုးအဲ့လို look မျိုးမထောက်ဘူးကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပဲပေါ့နော် အဲအပေါ်မှာကင်မရာဘက်မြင်အရင်ကြီးတဲ့အခါကျတော့အာ top heavy ကတော့ဖြစ်တယ်ဒါပေမဲ့အာ Xiaomi 14 Ultra ဒုံကလောက်တော့ဆိုးတယ်လို့မခံစားရဘူးပေါ့နော်ကင်မရာဘက်ကအရင်ကြီးတဲ့အခါကျတော့စဝဲရီဘယ်ရီပေါ်မှာတင်ထားလိုက်လို့ရှိရင်တော့သူ့ရဲ့ wobble ကတော့ကြီးကြီးမားမားရှိတယ်။ပြီးတော့နောက်ထပ်တစ်ခုသတိထားမှာသူ့ရဲ့အထူပေါ့နော်။အထူကသူက 8.7mm ပုံမှန်ဖုန်းတစ်လုံးလိုပဲထင်ရကောင်းထင်ရနိုင်တယ်။ဒါပေမဲ့ သူရဲ့အထူကဒီကင်မရာမန်ကိုထည့်မတွေ့ဘူးကင်မရာမန်မှာထည့်တွေ့လိုက်ရင်ကြတော်တော်ကြီးတယ်အဲ့ဒါနည်းနည်းစကားပြောတယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့ဂျင်းပေါက်မိအကြက်တွေဘာတွေတွေမှာဒီကောင်ကိုထည့်မယ်ဆိုလို့ရှိရင်တော့အဲ့ကောင်ကြီးကဖောင်းထွက်နေလိမ့်မယ်အတော်ကြီးဥသီးသီးတသားကြီးထွက်နေလိမ့်မယ်ပေါ့နော်အပြီးတော့ cloud တွေအနေနဲ့ကပြောစရာကသူ့မှာဒီ shutter button လေးပါတယ်အဲ button တော့မဟုတ်ဘူးဒီကောင်က capacitive dash နှိပ်လိုက်လို့ရှိရင် haptic feedback လေးပြန်ပေးတယ်ဒီကောင်ကိုနှစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကကင်မရာလေးကိုအမြန်ဝင်တာတို့နော်အဲဒီကောင်ကိုသုံးပြီးတော့ focal length အမြန်ရွေးချင်သလား အာ zoom range တွေကိုအမြန်ပြောင်းကျင်သလား exposure ပြောင်းကျင်သလားအစားချက်ဖြင့်ကျွန်တော်တို့ quick action လေးတွေလုပ်လို့ရတယ်ဒါပြောမယ်ဆိုလို့ရှိရင်တော့ um iPhone ကလုတ်လိုက်တဲ့တော့ကိစ္စပေါ့နော်ဘာမှတော့လေထူးထူးရှားရှားတော့လည်းမဟုတ်သူလို့တိတ်ပြီးတော့လည်းအသုံးတော့မဝင်လှပါဘူး။ Okay ဆိုတော့ display ဘက်ကိုဆက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ display က6.82 inches Quad HD+ Plus, 120Hz AMOLED ပြောမယ်ဆိုရင် specification အရမှာတော့အကျွမ်းကြီးပဲအလံကြီးပဲ အကွက်ကက်ဒစ်ပလေးပေါ့နော်အပေါ်အောက်ဘေးပညာနည်းနည်းချင်းစီလေးတွေကက်တယ်အဖလက်ဒစ်ပလေးလို့ခန်းစားချက်မျိုးရတယ်ပေါ့နော်လက်ထဲမှာကန်ရတာဒါပေမဲ့ကက်ဒစ်ပလေးတွေမှာရတဲ့နည်းနည်း immersive effect လေးအနည်းငယ်လေးရတယ်ဒါ Xiaomi ရဲ့နောက်ပိုင်း flagship တွေမှာလောက်လာတဲ့ပုံစံကျန်တဲ့ um chinese flagship တွေလည်းလောက်လာတဲ့ပုံစံပါပဲဘာမှတော့တိတ်ထူးထူးစဉ်းစားတော့မဟုတ်ဘူးဆိုတော့ဒီနေရာမှာသူ့ရဲ့ဒီ display က4500 nits အထိ peak brightness ရတယ်လို့ကျွန်တော် specification တွေထဲမှာဖတ်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီ peak brightness က ဟော HDR ကြည့်ရတဲ့အခါမှာ window တဲသေးလေးမှာပဲနေရာတဲသေးလေးမှာပဲအရင်လင်းတဲ့သဘောမျိုးသူ high brightness mode မှာဆိုလို့ရှိရင်သူ့ရဲ့ brightness က iPhone 16 Pro Max လောက်မကောင်းအဲကျွန်တော်ဒီကောင်နဲ့ iPhone 16 Pro Max နဲ့ကိုနေပူထဲမှာထွက်ပြီးတော့ဓာတ်ပုံနှစ်ခုရှင်ရိုက်ကြည့်တဲ့အခါမှာနေအောက်တက်တဲ့ပေါ့နော်ဆန်းနာကြီးလုံးဝပူပြဲနေတဲ့အချိန်ကြီးမှာရိုက်တဲ့အခါမှာဒီဖုန်းကပုံမှန်ထက်ပိုပြီးတော့ပူပြီးတော့နည်းနည်းပိုနွေးပြီးတော့ display ကအဲ့လောက် အလင်းမပေးနိုင်တော့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဖုန်းပူနေလို့ brightness ချော့ပေးထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ရဲ့ finding ကို finding အတိုင်းပြောပြတာဒါတော့ပူစီရတော့တိတ်အကြောင်းမရှိဘူးနည်းနည်းလေးပုံနှွေးတယ်ဒီကောင်ကကင်မရာရရတာတိတ်ပြီးတော့ဘယ်လိုကောင်းမလဲရရတဲ့ experience တိတ်မကောင်းဘူးပေါ့ဗျာဒါပေမဲ့ရရတဲ့ experience မှာပဲမကောင်းတာထွက်လာတဲ့ပုံတွေကတော့အကျွမ်းဆိုတော့ကျွန်တော်ရိုက်ပြထားတဲ့ပုံတွေကိုမပြခင်မှာကျွန်တော် specification လေးကိုအရင်ရွတ်ပြမယ် ဒီကောင်က ultra phone ဖြစ်တော့ညာလဲနည်းနည်းထူးဆန်းတာသူ့မှာကင်မရာ၃လုံးပဲပါတယ်အဲတခြား ultra phone တွေက၄လုံးနေပါတယ်ထည့်ကြတယ်ဗောနော်ပြီးတော့ zoom range ကိုတချို့အာ flagship phone တွေမှာဆိုလို့ရှိရင်ရိုးရိုး portrait lens အတွက်လောက် zoom ရယ် telescope ဟိုအဝေးကြီးကိုလှမ်းရိုက်ဖို့အတွက် zoom ရယ်အဲ့လိုနှမျိုးပေးကြတယ်ဗောဒီကောင်မှာတော့တမျိုးပဲပေးထားတယ်ဆိုတော့ဒီကောင်မှာကအာ main တစ်လုံး ultra wide တစ်လုံး tele တစ်လုံးစုစုပေါင်း၃လုံးပဲပါတယ်အဲပြောလို့ပြောရတော့မဟုတ်ဘူးပြသေးလားဒီနေရာမှာက quality over quantity ဆိုတဲ့စကားသွားပြီးတော့စကားပြောတယ်ပြောရရင်ဒီဖုန်းရဲ့ကင်မရာ၃လုံးစလုံးက main camera ပဲလို့ပြောလို့ရတယ်ကျွန်တော်ဖုန်းနေနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာပုံမှန်အဖြစ် main camera ကိုသုံးပြီးတော့ရိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကောင်က quality အကောင်းဆုံးမဲ့မှုလို့ပေါ့ဒီကောင်မှလည်းတော့အဲ့ဒီတိုင်းပါပဲဒါပေမဲ့သူ့ရဲ့ဒီ main camera နဲ့ ultra wide ဒါမှမဟုတ် main camera နဲ့ telephoto အဲ့ဒီထဲက quality difference ကကျွန်내ဖုန်းတွေမှာတော့မကြည့်ဘူးဥပမာအဖြစ်အရန်တိတာက ultra wide ဒီလားတော်တော်များများသောဖုန်းတွေက main camera ဘလောက်ကောင်းလေးတွေရှင်ကြတယ်ပြိုင်ကြတယ် telescope မှာဘယ်သူက zoom ပုံများလဲဘယ်သူက aperture ပုံကြီးလဲဘယ်သူက sensor size ပုံကြီးလဲဘယ်သူကပိုကောင်းကောင်းဓာတ်ပုံတွေထုတ်ပေးနိုင်လဲအဲ့ဒါတွေကိုပြိုင်ကြတယ်ဒါပေမဲ့ ultra wide ကအမြဲတမ်းတည့်မလားဘယ်သူမှ gyu တိတ်မဆိုင်တဲ့ကင်မရာတစ်လုံးကိုခံစားရတယ်ပေါ့နော်ဒီကောက်မှာသူ့ရဲ့ ultra wide ကအစတော်တော်ကောင်းတာအော်နီယံပြီးတော့သူ့ရဲ့ main camera ပေါ့နော် main camera ကလည်းအပြောင်းအလဲရှိတယ်။ main camera က X100 Ultra မှာတော့က1 inch sensor ကိုသုံးခဲ့တာ ဒါဒီနှစ်မှာကျတော့အဲ့ဒီ1 inch sensor အကြီးကိုမတုံးတော့ဘူးနည်းနည်းလေးပြန်ပြီးတော့အာ sensor size ကိုတေးလိုက်တယ်ပေါ့နော်ပြီးတော့နောက်ထပ်အပြောင်းလဲအနေနဲ့ကဘာဖြစ်သွားသေးလဲဆိုတော့သူက 24mm မဟုတ်တော့ဘူးကျွန်တော်တို့ပုံမှန်အဖြစ် main camera 1.8 zoom ဆိုတာက 24mm focal length ပေါ့ဒီကောက်မှာ 35mm focal length နည်းနည်းလေးပို့ပြီးတော့ zoom ဖြစ်တယ်အဲကျွန်တော်တို့ Nubia ဖုန်းတွေမှာမြင်ရတဲ့ပုံစံပေါ့နော်အဲ့ဒီအတိုင်းလောက်ထားတယ်ဆိုတော့ ဘလို့နေလဲဆိုတော့ပုံမှန်အားဖြင့်ဓားပုံရိုက်မယ်ဆိုလို့ရှိရင်ကတော့နည်းနည်းလေးပို့ပြီးတော့ dramatic ဖြစ်တဲ့ look နည်းနည်းလေးပို့ပြီးတော့ um street photography look အဲ့အရာမျိုးကိုပို့ရတယ်။ဒါပေမဲ့ video ရိုက်ရင်ကြတော့သူ့ရဲ့ 35mm ဆိုတဲ့ကောင်ကနည်းနည်း zoom in ဖြစ်လွန်းနေတယ်။ကျွန်တော်က video ရိုက်ပြီဆိုလို့ရှိရင်ဓားပုံရိုက်တာလောက် field of view ကမရတော့ဘူး။နည်းနည်း cropping ဖြစ်သေးတာ哦။အဲ့ဒီ cropping ဖြစ်တာနဲ့35နဲ့ပေါင်းလိုက်ပြီဆိုလို့ရှိရင်သူ zoom in ဖြစ်တဲ့မောင်းကအရင်များလွန်းနေ။ဆိုတော့သူ့ဘာသာသူ့เนาะ 8K 30fps เนาะ log 10 bit 422ရိုက်လို့ရတယ်ပဲပြောပြောဘလူပဲရိုက်လို့ရတယ်ပဲပြောပြောပေါ့နော်ကျွန်တော် iPhone ရဲ့ကင်မရာလောက်တော့သူ့ရဲ့ဗီဒီယိုရိုက်ရတဲ့ experience ကိုတိတ်သဘောမကျဘူးအချိန်တော်တော်များများမှာသူက ultra wide ကင်မရာနဲ့ပြောင်းရိုက်မှအဆင်ပြေလိမ့်မယ်ပေါ့နော်ဗီဒီယိုရိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ရဲ့ ultra wide quality ကဗျာဘလောက်ပဲကောင်းနေပဲပြောပြောအာ main camera တလုံးရဲ့ quality လောက်ကိုတော့မကောင်းနိုင်ဘူးပေါ့ okay ဆိုတော့သူ့ရဲ့ telephoto camera နော် telephoto camera ကတော့အရင်နှစ်တုန်းကသုံးခဲ့တဲ့ Samsung ရဲ့ HP9 စင်ဆာပဲထူးတော့ထူးစင်းတယ်ဒီစင်ဆာကြီးကအရန်ကောင်းတယ်အရန်မိုက်တယ်အဲ့ဒါကိုကျွန်တော်တို့လည်းမြင်ဘူးခဲ့ပြီးပြီးကြုံဘူးခဲ့ပြီးပြီးဒါပေမဲ့ Samsung ကသူတို့ကိုယ်တိုင်ထုတ်ထားတဲ့စင်ဆာကိုသူတို့ဖုန်းမှာဘာလို့မသုံးတာလဲမသိဘူးအဲ့ဒီကိစ္စနည်းနည်းထူးစင်းတယ်ဒီ telescope lens ကတော်တော်ကိုကြီးတာကြီးဆိုပြောရမယ်ဆိုဗျာပုံမှန် main စင်ဆာတလုံးစာလောက်ကိုကြီးတယ်ပေါ့နော်လက်ရှိဖုန်းလောကထဲမှာ အကြီးဆုံးအကောင်းဆုံး zoom lens ပဲပြီးတော့နောက်ထပ်ပိုကောင်းတဲ့တစ်ချက်က तू က macro တွေပါရိုက်လို့ရတယ် ပုံမှန်အားဖြင့်ကျွန်တော်တို့ macro ရိုက်မယ်ဆိုလို့ရှိရင် ultra wide နဲ့ရိုက်တာပဲဖြစ်ဖြစ် macro lens တီးသန်းနဲ့ရိုက်တာမျိုးပဲဖြစ်ဖြစ်ရိုက်ကြတယ်ဒီကောင်က macro ကို telephoto ကနေပြီးတော့တစ်ဆင့်ရိုက်တယ်အဲ့ဒါကလည်းအရမ်းမိုက်တယ်အဝေးကနေပြီးတော့လှမ်းရိုက်ရတဲ့ macro ကသိမလား lighting အရမှာရော perspective အရမှာရောပိုကောင်းတယ်ပိုမိုက်တယ်လို့ကျွန်တော်တို့ခံစားရတယ်ဆိုတော့ဒီဖုန်းမှာကျွန်တော်အမြင်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့ macro အကောင်းဆုံးစုစုလည်းသူရမှာပဲ telephoto အကောင်းဆုံးစုစုလည်းသူရမှာပဲ ultra wide အကောင်းဆုံးစုစုလည်းသူရမှာပဲကျွန်တော်အနေနဲ့ အာ personal အမြင်အရ looks and feel လေအကောင်းဆုံးပဲအ main camera အကောင်းဆုံးရင်လို့တော့ကျွန်တော်မပြောလို့ဘာလို့ဆိုတော့ main camera အတူတူကူကူကောင်းကြတာပဲတည်မလားဒီကောက်မှာ2ပြီးကောင်းနေတာကြီးကြံတဲ့အပိုင်းတွေအကုန်ကောင်းတယ်ဆိုတော့ဒီကောက်ရဲ့ looks and feel လို့ပြောတဲ့နေရာမှာကျွန်တော်အဓိကပြောချင်တာတော့သူ့ရဲ့ portrait ဘိုင်းပေါ့နော်လူကိုရိုက်တဲ့ဘိုင်းပေါ့ဆိုတော့ကျွန်တော်တကယ်ငင်းနေနေအပြင်လျှောက်သွားတဲ့အခါမှာကျွန်တော်ဒီဖုန်းကိုယူသွားတယ်အဲ့ဒါနဲ့ကျွန်တော်ပုံလေးတွေစမ်းရိုက်ထားတယ်တစ်ချက်ကြည့်ကြည့်လိုက် ဒီပုံတွေမှာဆိုလို့ရှိရင်ကြည့်ကြည့်လိုက်သူ့ရဲ့ skin tone တွေကတော်တော် pleasing ဖြစ်တယ်။မှန်တယ်အာ Chinese brand ဖြစ်တဲ့အတွက်နည်းနည်းလေးတော့ effect ပါနေသေးတယ်ဘလို့ပဲဖြောက်ဖြောက်ဒီမျက်နှာရဲ့အာမပြောတတ်ဘူးဗျာဒီ skin imperfection လေးတွေကိုသူအနည်းနဲ့အများတော့ short ပေးသေးတယ်။ဒါပေမဲ့ဟိုဒီတိတွေပျောက်သွားရောက်တဲ့ပုံစံမျိုးသိမလားမျက်နှာကြီးကဟိုစင်းလုံးကျိုးကြီးဖြစ်သွားတဲ့ပုံစံမျိုးတော့လည်းမဟုတ်ဘူး။ Okay ဒီပုံတွေကကြတော့ဒါ cinematic bokeh effect နဲ့ရိုက်ထားတာပေါ့နော်။သူက aspect ratio ကိုလည်း21:9 ပြောင်းလိုက်တယ်။နည်းနည်းဟိုရုပ်ရှင်တွေကဇာတ်ဝင်ငန်းလေးလိုမျိုးဖြစ်သွားတာဗျာသိရမလား။အာတတော်လေးဟိုသူ့ရဲ့ effect တွေကိုကျွန်တော်တော်တော်သဘောကျတယ်။ဒါပေမဲ့တခါတလေမှာအခုဒီမှာပြထားသလိုမျိုးပေါ့နော်ဘေးဘက်ကတိရွက်ကြီးလိုမျိုးပေါ့နော်ဒီကက်တော့လေးတွေပါလေးတွေနည်းနည်းမှားနေတာလေးတွေလွတ်နေတာလေးတွေအဲ့ဒါမျိုးလေးတွေတော့ရန်ဖန်ရန်ခါမှာဖြစ်တတ်တယ်ပြီးတော့ကျွန်တော်နောက်ထပ်သဘောကျတဲ့အာ portrait photography mode တစ်ခုရှိသေးတယ်ပေါ့နော်အဲ့ဒါကျတော့ flash နဲ့ရိုက်တာ CCD mode လို့ခေါ်တယ်ဒါကျွန်တော်ရိုက်လိုက်တဲ့ပုံစံပေါ့ တော်တော်လေးကိုမိုက်တယ်ဟို flash နဲ့ရိုက်လိုက်လို့လေးသိရမလားဟိုရုပ်ဆိုးပန်းဆိုကြီးဟို license ရုံးမှာဓာတ်ပုံသွားရိုက်ထားတဲ့ပုံစံမျိုးကြီးထွက်လာတာမျိုးမဟုတ်ဘူးဒါပေမဲ့ဒီဖုန်းမှာအားနည်းချက်ကပါလဲဆိုတော့သူ processing ကနည်းနည်းများတယ်။များပြီးတဲ့အခါမှာသူ processing time ကိုစောင့်ရတာလည်းနည်းနည်းကြာတယ်။ဆိုတော့ preview မှာကိုရိုက်မဲ့ပုံကဘလို့ look မျိုးထွက်မယ်ဆိုတာကိုအတိအကျကြိုမသိရဘူး။ရိုက်ပြီးတော့ တော်တော်ကြာတော့မှအခုဒီမှာပြထားသလိုမျိုးသူက effect ကို apply လုပ်လိုက်တော့မှပုံကလှသွားတာအဲ့တော့ကင်မရာအကြောင်းပြောပြီးသွားပြီဆိုတော့ကျန်တာတော့တိတ်မြန်မြန်ဆက်ဆက်ပြောစရာမရှိတော့ဘူးဆိုပေမဲ့အရင်ဒီ H200 YoYo လို့ Pro Series လို့အဲ့ဒါနေကွာမှာသူ့ရဲ့ SoC ပေါ့နော်ဒီကောင်မှာ Dimensity 9400ဘာညာ300မျိုးမဟုတ်တော့ဘူး Snapdragon 8 Elite ကိုပြန်ပြီးတော့တုံထားတယ်ဆိုတော့အကောင်းဆုံး SoC ပြန်ဖြစ်သွားတာပေါ့ကျော်ဒီမှာ 3D Mark Wildlife Extreme Stress Test တွေလည်းစမ်းပေးထားတယ်ထုံးစံတိုင်းမဲ့ဒီတရုတ်ဖုန်း Ultra ဖုန်းတွေရဲ့ မြင်နေကြပတ်တန်အတိုင်းပဲပေါ့နော်ပူတာတော့မခံမရနိုင်ရလောက်အောင်ကိုပူတာ stress test တွေပါလေလုပ်ရင်ပေါ့အဲ game ဆုံးမယ်ဆိုလို့ရှိရင်တော့အလောက်ကြီးတော့လေမဟုတ်ပါဘူးအဲ battery အနေနဲ့ကတော့ဒီကောက်မှာ 6000mAh ပါတယ် battery life ကိုဘယ်လောက်ကောင်းနေဆိုတာကိုပြောပြဖို့ကတော့ကျွန်တော်3ရက်နဲ့တိတိကျကျပြောနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဓာတ်ပုံရိုက်နေတဲ့အချိန်ကာလမှာတော့ဒီကောင်က iPhone 16 Pro Max ဆက်တော့ပိုအားခံတယ်လို့ကျွန်တော်အော်ခံစားရရတယ်ပေါ့နော်အဲ့လိုမျိုးတော့တွေ့တယ် အပြန်သွင်းမယ်ဆိုလို့ရှိရင်လည်းထုံးစံနိုင်မယ်သူဘူးထဲမှာပါတဲ့ charger နဲ့90 watt အပြန်သွင်းလို့ရတယ်အာကင်မရာနေနဲ့မဟုတ်ဘဲနဲ့ game ဆော့တဲ့အချိန်မှာဘယ်လောက်ကုန်မလဲလို့အာဗီဒီယိုကြည့်တဲ့အချိန်မှာဘယ်လောက်ကုန်မလဲလို့အဲ့ဒါတွေကတော့ကျွန်တော်မပြောတတ်သေးဘူးပြောမယ်ဆိုရင်တော့ဒီဖုန်းကိုကျွန်တော်သာဆိုရင် personally ကင်မလားပေါ့နော်ဆိုရင်တော့ glue ပဲသာထွက်မယ်ဆိုလို့ရှိရင်တော့ကင်ပြစ်တော့လေဗျအမေ China အနေနဲ့မှာတော့ကျွန်တော်အနေနဲ့လိုအပ်နေတဲ့တခြားအရာလေးတွေရှိသေးတယ်ဥပမာအားဖြင့်တရုတ်စာတွေမမြင်ညင်တာတို့ Android Auto လိုချင်တာတို့အဲ့လိုမျိုးတိ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 လေးတွေရှိနေတဲ့အခါကျတော့ personally ကတော့ကျွန်တော်ဒီကောင်ကိုရွေးပြမှာမဟုတ်ဘူးဒါပေမဲ့တရုတ် ROM ကိုအဆင်ပြေတယ်တရုတ် UI ကိုအဆင်ပြေတယ် global ဖြစ်စရာမလိုဘူးဆိုတဲ့သူအတွက်ကကြတော့တခြားဒီเนาะ Samsung S25 Ultra တို့ဘာလို့နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ဈေးကအများကြီးပိုတက်တာပြီးတော့ကင်မရာအများကြီးပိုကောင်းတယ်လို့ကျွန်တော်မြင်တယ်ကင်မရာသာဦးစားပေးကျန်တာကိုတိတ်ဂယူးမဆိုင်ဘူးဆိုလို့ရှိရင်ကတော့ပြစ်တာဝယ်လိုက် ဒီတက်ပိုကောင်းတဲ့ဖုန်းကင်မရာကျွန်တော်လုံးဝမမြင်ဘူးသေးဘူးโอเคဆိုတော့ဒါတော့ကျွန်တော် Vivo X200 Ultra ပေါ်မှာမြင်တဲ့အမြင်ပေါ့အာကျွန်တော်အမြင်ကတော့ပြောပြပြီခင်ဗျားတို့အမြင်ကဘယ်လိုရှိလဲအောက်က comment တွေမှာဝင်ရောက်ဆွေးနွေးညှိနှောင်းတော့ရပါတယ်โอเคနောက်နေ့မှတွေ့တာပေါ့